င်္ဂလာပါကျွန်တော်ရဲ့ channel ပြန်လို့ကြိုဆိုလိုက်ပါတယ်ဒီကကျွန်တော် break line လေးပြပြချင်တာရှိပါတယ် break line လေးက2014ခုနှစ်ကစပြီးခြေတည်ခဲ့ရဗျာဒီမှာဒီနှစ်တုန်းရယ်ခွန်ချောင်းတုန်းရယ်ဒီကခါဒုခပေါင်းခြင်းဟာရှစ်ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့ဆောင်မှာပြိတ်နဲ့ ီရပရိနဲ့အပိတ်နဲ့ပေါင်းခြင်းရှစ်ဖြစ်တယ်ဒီရမှန်ခါနခါခါဒုက္ခဒီမှာခွန်ဒီနှစ်တုံးရယ်ခွန်6တုံးရယ်ခါနှစ်ခါ6ပေါင်းခြင်းဟာရှစ်ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဆောင်ကပရိနဲ့အပိတ်နဲ့ပေါင်းခြင်းကလည်းရှစ်ပဲဗျဆိုတော့မဘိတ်က9ဒီမှာဘရိတ်က delicious ဆိုရင်တော့ဒီမှာ3ဘရိတ်3ဘရိတ်မှာပေါင်းခြင်းဘရိတ်နဲ့ပိတ်နဲ့ပေါင်းခြင်းဒီမှာက10ဒီမှာလည်း10 ဒါတော့ပထမကပ်ပေါ်တယ်ဒုတိယကပ်နေနဲ့ဒီမှာ delicious ဆိုတော့ခါ4650ဆိုတော့ခါ5ပေါင်းခြင်းခါဒုခါပေါင်းခြင်းက4နဲ့5ဆိုတော့ပေါင်းခြင်းရမှာ9တွေ့ရဆောင်မှာပဲဘိတ်နဲ့ဘရိနဲ့ပေါင်းခြင်းက9ဖြစ်မယ်ဆိုတော့ခွန်တလေးဆိုတော့ဒီမှာ2ဘရိဘိတ်က9ဆိုတော့ဒီမှာပေါင်းခြင်းမှာ9ဒီမှာလည်း9ဒါတော့ဒုတိယကပ်ပါပဲ တတိယကံနေနဲ့မာခွန်တလေးဆိုခြင်းကြောင့်ခွန်တလေးဆိုကြောင့်ခါတ6 6လေးတုံးဆိုတော့မပေါင်းခြင်းอ่ะ sorry ခါလေးတလေးဆိုတော့ပေါင်းခြင်းอ่ะ5သူရဆောင်းပါပဲအပိတ်နဲ့ brain နဲ့ပေါင်းခြင်းอ่ะ5ပြန်မယ်ဒီမှာ၃ညာအပိတ်ဆိုတော့ဒီမှာ break က5 break ဒီမှာလည်းပေါင်းခြင်း5ဒါတော့တတိယမြောက်ကတ်ပေါ့ဗျာဆိုတော့မြောက်ကတ်နေနဲ့ဒီမှာ5 6လေးဆိုတော့6ကခါခါဒီမှာ5ဆိုတော့ဒီမှာပေါင်း ောင်းချင်းကဒီမှာတက်ပောင်းချင်းတက်ဆိုရင်ရောဒီအောက်ကဇောင်းကဘရိတ်ကဘရိတ်ကတုံညာတုံးခွန်ဆိုတော့ဘရိတ်ကတုံညာဒီမှာအဘိတ်ကတက်မိတ်ကတက်ဆိုတော့ဒါပောင်းချင်းတက်ဆိုတော့ဘရိတ်နဲ့ဘိတ်ပောင်းချင်းကဒီကခါနဲ့ခါနဲ့ပောင်းချင်းအညီပဲခုကျွန်တော်တို့ဒီမှာနောက်တစ်ခက်အနေနဲ့တုံညာတုံးခွန်ဆိုတော့တုံးကခါတက်တုံညာ6ဆိုရင်ရောဒီမှာတုံညာကခါတုံးတုံညာဆိုတော့ပောင်းချင်းက3 ပြီးရဲ့ဆောင်းမှာပဲအပိတ်နဲ့ brain နဲ့ပေါင်းခြင်းဟာသုံးဖြစ်ရမှာပေါ့ဗျာဒီမှာအပိတ်က sorry အပိတ်ကဒီမှာငါမာကိုကိုတုံညာဆိုတော့ပေါင်းခြင်းရဲ့ brain က၈၈နဲ့၅ဆိုတော့၃မပေါင်းခြင်း၃ဒီမှာ၃၃ဆိုတော့ရိုက်ပေါ့ခုထွက်မဲ့အချိန်တွေကိုကိုစင်ရဲ့နှစ်နှစ်တည်းဆိုတော့ခါးနဲ့ခါးနဲ့ပေါင်းခြင်းဟာကိုးနှစ်နှစ်ဆိုတော့ပေါင်းခြင်းဟာ၁ပေါင်းခြင်းဟာ၁ပေါင်းခြင်း၁ဆိုတော့အပိတ်နဲ့ brain နဲ့ပေါင်းခြင်း၁ဖြစ်ရမယ်ဆိုတော့ ဒီမှာဒုံးဘေးကရှိနေဒုံးဘေးကရှိနေပြီဆိုတော့ပေါင်းရင်တက်ပြရမယ်ဆိုတော့ဒီမှာ၈ပြိတ်၈ပြိတ်ရခဲ့မယ်ဆိုရင်ဒီမှာ၈ပြိတ်ဆိုရင်ဒီမှာလည်းပေါင်းရင်တက်ဒီမှာလည်းပေါင်းရင်တက်ဒီတော့ကျွန်တော် break line အနေနဲ့ဒီဆက်ဆက်ပေးနေတဲ့ဒီ၈ပြိတ် line လေးတော့ကြည့်ကြပါ၈ပြိတ် line ပေါ့၈ကတော့ break ပေါ့ဗျ၈ပြိတ်ကြိုက်တယ်၈ပြိတ်ကဆိုတော့ ဆင်းလိုက်ပေးနေတယ်ဗျာဒီမှာတကယ်တကယ်3ကလေးကငါးကလေး6ကဒီ6ကမြောက်တော့ပေးသွားမလားပေါ့ကျွန်တော်ကျွန်တော်ပြမမပေးတော့ဘူးဆိုတော့လေတမျိုးပေါ့ဆိုတော့ဒါ shift break လေးကြိုက်နေပေါ့ဗျာ shift break ကြိုက်ပြီးတော့ကျွန်တော် လုံးမှန်ကျွန်တော်ရှစ်လုံးမှန်လေးလေးကြိုက်တယ်ရှစ်လုံးမှန်ကျွန်တော်ရှစ်ရက်ကတ်ဒီမှာတော့ကျွန်တော်ပြဘူးပါတယ်ရှစ်လုံးမှန်လေးရှစ်လုံးမှန်တော်တော်များများပြဘူးပါတယ်ကျွန်တော်နောက်ထပ်ရှစ်လုံးမှန်တစ်ခုရှိပါတယ်ဘယ်လိုလဲဆိုတော့ ဘရိတ်ကအပိတ်အနေနဲ့ချပီးတဲ့ပုံစံလေးပဲဘရိတ်ကအပိတ်အနေနဲ့ချပီးတယ်ဒီမှာ2016ခုနှစ်တုန်းကဒီမှာ2016ခုနှစ်မှာလေးတုံးလေးတုံးရှိစောဒီမှာပေါင်းချင်းပရိတ်ကဒီမှာဒီမှာ900ရတယ်ဗျ900ဆိုတော့သူ့သူ့ရဲ့အောက်သူ့ရဲ့နောက်တနေ့ဇောင်းမှာပဲသူ့ရဲ့နောက်တော့နေ့ဇောင်းမှာပဲဒီမှာအပိတ်အနေနဲ့ပြန်ချပီးတယ်ဒုံညာဒုံညာ900ဆိုတော့ဒီမှာ9ပိတ်အနေနဲ့ပြန်ချပီးလေးတုံးရှိဒီမှာ9ပရိတ်9ပရိတ်ကဒီမှာအောက်မှာသူ့ရဲ့ဇောင်းမှာ9ပိတ်အနေနဲ့ချပီးတယ်ဒီမှာ ဒီရတဲ့ပင်ကြမှာပဲမရှင်း40ရှင်း40ပေါင်းခြင်းပရိက္ခာ2နှစ်ဆိုတော့ပရိက္ခာဒီမှာအပိတ်မှာဒီမှာ2ဆိုပြီးချပေးဒါဒုတိယမြောက်ကတတိယမြောက်ကကဒီမှာ4 4 4တုံညာ4ဆိုတော့ပေါင်းခြင်းဟာ8ပေါင်းခြင်း8ပရိက္ခဆိုတော့ဒီမှာအပိတ်ကဒီမှာ8ဆိုပြီးချပေးဒီရတဲ့ပင်ကြမှာပဲမ1တုံညာ6ဆိုတော့ပေါင်းခြင်းပရိက္ခ9ဖြစ်တဲ့အတွက်သူ့ရဲ့အောက်ကဆောင်းပါပဲဒီမှာခွန်ပိတ်ဆိုပြီးတော့ချပေးတယ်ခွန်ဘိတ်ဆိုပြီးချက်ပါတယ်သူကနောက်တစ်ကက်ချာမှာပဲကျွန်တော်တို့ဒီထွက်မဲ့ချိန်တွေအဲဒီမှာတုံညာ၄၄ ဒုညာလေးလေးဆိုရင်ကြောင့်ပေါင်းခြင်းပရိတ်ကရှစ်ဖြစ်တဲ့အတွက်ဒီမှာရှစ်ပိတ်ပေါ့ဗျာရှစ်ပိတ်ရှစ်ပိတ်နေနဲ့ရှစ်ပိတ်နေနဲ့ sorry မရေးလိုက်မှာဗျာမရှစ်ပိတ်ရပြီရှစ်ပိတ်ရပြီဆိုတော့ကျွန်တော်ရှိရလုံးမိုင်ရင်လည်းပြခဲ့ပြပါတယ်ရှစ်ပိတ်ရှစ်ပိတ်ကောင်းတာနေတုံးနီကက်လောက်ရှိပါတယ်အမ်ဒီကျွန်တော်ရှိရကက်တွေပြန်ကြည့်ကြည့်ပေါ့ဗျာအာနောက်ရှစ်ပိတ်ရတဲ့ပုံစံလေးပေါ့ဗျာနောက်တစ်ကက်နေနဲ့ရှစ်ပိတ်ရပြီ ။သူနဲ့ဆက်နွယ်တဲ့ပုံစံမျိုးလေးပါဗျ။သူနဲ့ဆက်နွယ်တဲ့ပုံစံလေးပဲ။1996-98ခုနှစ်မှာဒီထောင်နဲ့ဇောင်းနဲ့ပေါင်းခြင်းပေါ့ sorry ထောင်ပေါင်းခြင်းကဒီမှာ၄ခွင်ရဲ့ဒုံညာ6ခွင်ရဲ့၉၉ခွင်ရဲ့ဒီနောက်ဘိတ်ဒုံလုံးပေါင်းခြင်းနောက်ဘိတ်ဒုံလုံးပေါင်းခြင်းခွန်ခွန်ခွန်ဆိုခွန်တော့21ဆိုဒီမှာနောက်ဘိတ်ဒုံလုံးခြင်း1ဖြစ်ခဲ့မယ်ဆိုရင် ပြုရစီမှာပဲ95ခုနှစ်က615ရဲ656ရဲ့996ခွင်ဒီထိပ်စီးဒုံလုံးပေါင်းခြင်းရလည်းတစ်ဖြစ်တယ်ဗျနောက်ပြီးဒုံလုံးပေါင်းခြင်းတစ်ဖြစ်ခဲ့မယ်ဆိုရင်ဒီထိပ်စီးဒုံလုံးပေါင်းခြင်းရလည်းတစ်ဖြစ်ရမယ်ဗျ sorry ဆိုတော့6ထိပ်စီးက6ဒီမှာလည်းထိပ်စီးက6ဒီမှာ9ဆိုတော့669ဆိုတော့ဒီမှာလည်းပေါင်းခြင်းရတဲ့ဒီအပိတ်ဒုံလုံးပေါင်းခြင်းရလည်းတစ်ဆိုတော့ဒါပထမကပ်ပါဗျဒုတိယကပ်အနေနဲ့2000 2ခုနှစ်မှာ2004ခုနှစ်မှာမခွန်တုံး4ခွန်တ5ရှစ်ဆိုပြီးလာတယ်5ရှစ်ဆိုတော့နောက်ပိတ်တုံးလုံးပေါင်းခြင်းက3တရှစ်ဇောင်းမှာပဲတွေ့ဇောင်းမှာပဲမြန်အချင်းအတူပါပဲကျွန်တော်ထူလက်တော့ရေးမပြတော့ဘူးဒါဒီချာကြည့်ကြည့်ပေါ့ဗျာခြေစုံကန်ခြေစုံလေးမှာဗီဒီယိုခြေစုံလေးမှာထောက်နောက်ဆုံးလေးမှာထောက်ပြီးတော့อืมလူเจ้าညာလူเจ้าလာမပြောနေပေါ့ဗျာဒီချာလေးကြည့်ပြီးပါဒီချာလေးကြည့်ပြီးမှဝေဖန်နာမျိုးတော့လက်ခံပါတယ် ဟိုရှေ့ဆုံးဗီဒီယိုရှေ့ဆုံးလေးထောင်နောက်ဆုံးလေးထောက်ပြီးတော့လာပြီးပြောတာမျိုးတော့ဆံမပြေဘူးရဲ့ဟုတ်ကဲ့ဒါဒုတိယမြောက်ကန်ဒီမှာနောက်ပိတ်တုံလုံးပေါင်းခြင်း318ပေါ့318ဆိုတော့ပေါင်းခြင်းဒီမှာနှစ်ပေါင်းခြင်းနှစ်ဆိုတော့သူ့ရဲ့ရှေ့မှာ264ရဲ့905ရဲ့988ဆိုတော့ထီစီတုံလုံးပေါင်းခြင်းက992နှစ်ဆိုတော့ဒီမှာလည်းနှစ်ပေါင်းခြင်းနှစ်ဒီမှာလည်းနောက်ပိတ်တုံလုံးပေါင်းခြင်းနှစ်ဒီမှာထီစီတုံလုံးပေါင်းခြင်းနှစ်ဒါ နောက်ပြီးလုံလုံပေါင်းရင်နှစ်ဖြစ်လို့ဒေတိလုံလုံပေါင်းရင်လည်းနှစ်ဖြစ်ခဲ့တယ်ပေါ့ဒါတော့ဒုတိယမျိုးကတ်ပေါ့တတိယမျိုးကတ်နေနဲ့2012ခုနှစ်မှာ956ရေ960ရေ933ရေဆိုပြီးမှနောက်ပြီးလုံလုံပေါင်းရင်က6ဒုံညာ3 6ဒုံညာ3ဆိုတော့ဒီမှာပေါင်းရင်နောက်ပြီးလုံလုံပေါင်းရင်က9ဖြစ်တဲ့တွက်ဒီမှာဒီကထိတ်စီလုံလုံပေါင်းရင်လည်း9ဖြစ်ရမှာပဲဒီမှာ9 6 8ဆိုတော့ဒီမှာလည်းပေါင်းရင်ဒီမှာလည်း9 ီမှာလဲကိုနောက်ပိတ်လုံးလုံးပေါင်းခြင်းကိုဖြစ်တဲ့အတွက်တည်စီထုံလုံးပေါင်းခြင်းကလည်းဒီမှာကို sorry အဲ့တော့တတိယမြောက်ကစတုထမြောက်ကနေစတုထမြောက်ကနေ2018ခုနှစ်မှာဗျာ860ရယ်643ရယ်9တင်9ပေါ့နောက်ပိတ်လုံးလုံးပေါင်းခြင်းက3935ပေါင်းခြင်းဒီမှာရှေ့ရတယ်ပေါင်းခြင်းရှေ့ရတယ်ဆိုတော့သူ့ရဲ့ထိတ်စီထုံလုံးပေါင်းခြင်းက9ရယ်4ရယ်5ရယ်ဆိုတော့ဒီမှာလဲ9 4 9ဆိုတော့ဒီမှာလဲပေါင်းခြင်း10 နောင်ဘီဒုံလုံးပေါင်းခြင်းရှိဖြစ်တဲ့တော့ဒိစီဒုံလုံးပေါင်းခြင်းကလည်းဒီမှာလည်းရှိရတယ်။ဒါကတော့သရုထမြောက်ကပေါ့ကျွန်တော်ပြင်သမမြောက်ကဒီထွတ်မဲ့အချိန်တော့ထွတ်မဲ့အချိန်မှာကျွန်တော်တို့2025ခုနှစ်မှာပေါ့ရှင်မ698ရေ145ရေကျွန်တော်ခုနကတော့ရှစ်ပိတ်ကလေးရှစ်ပိတ်ပြတာရှစ်ပိတ်ကြတာရှိပါတယ်ကျွန်တော် မှာ၈ဘိတ်၈ဘိတ်ကမှာဒုံညာလေးလေးရာဒုံညာလေးလေးရာဒီမှာဆောင်းမှာ၈အနေနဲ့၈ဘိတ်အနေနဲ့ပြန်ချပြင်မှာဆိုတော့ဒီမှာဒီဒုံညာ6ကားဒီမှာခွန်ဘိတ်၄ဒုံညာလေးရာဒီမှာ၈ဘိတ်၈၄၀ဒီမှာ၂ဘိတ်ဒီမှာ၄ဒုံ၄ဒုံ၈ကားဒီမှာ၅ဘိတ်ဒီမှာဒီရဘရိတ်တွေရာဒီမှာအပိတ်အနေနဲ့ပြန်ချပြင်တယ်ဘရိတ်ကဘိတ်ဘရိတ်ကဘိတ်ဒီမှာဘရိတ်က၈ဆိုရင်ကြောင့်ဒီမှာ၈ဘိတ်အနေနဲ့ပြန်ချပြင်ပါဗျာဒီ၈ဘိတ်အနေနဲ့ပြန်ချပြင်မယ်ဆိုတော့ ရှစ်ပိတ်အနေနဲ့ပြန်ချပေးခဲ့မယ်ဆိုရင်ဒီနောက်ပိတ်တုံးလုံးပေါင်းခြင်းကညီမ9ရေ8ရေ8ရေ8ဆို16 16ရေ9ဆို1ပေါင်းခြင်း1နောက်ပိတ်တုံးလုံးပေါင်းခြင်း1ဖြစ်တဲ့အတွက်ရှေ့ထိပ်စီးတုံးလုံးပေါင်းခြင်းလည်း1ဖြစ်ရမယ်ဆိုတော့ဒီမှာတုံညာ9ခွန်ရေ8 4 3ရေထိပ်စီးနှလုံးပေါင်းခြင်းကထိပ်စီးရဒီမှာတုံညာရေ8ရေဆိုတော့ပေါင်းခြင်းရေ8ပေါင်းခြင်း8ကို1ဖြစ်ဖို့အတွက်ဒီမှာတုံးထိပ်တုံးထိပ်ရခဲ့မယ်ဆိုရင်မှ3 3 သုံးရှစ်သုံးညဆိုတော့ဒီမှာပေါင်းညင်းတဲ့နောက်ပိတ်တုံလုံးပေါင်းညင်းတစ်ဖြစ်တဲ့အတွက်ထိတ်စီတုံလုံးပေါင်းညင်းရလင်းတဲ့သုံးထိတ်ရယ်ရှစ်ပိတ်ရယ်သုံးထိတ်ရှစ်ပိတ်သုံးထိတ်ရယ်ရှစ်ပိတ်ရယ်ကျွန်တော်ခုနရှစ်ပိတ်ကလည်းကျွန်တော်ပြခဲ့ပြီဖြစ်ပါတယ်ရှစ်ပိတ်ပြတာရှိပါတယ်ရှစ်ပိတ်ပြတာရှိတော့ဆိုတော့ရှစ်ပိတ်ဖမ်းမယ်ဆိုရင်မ3ခွန်ရှစ်ဆိုပြီးတော့ဒီမှာဒဲတကွက်ရတယ်ဒဲတကွက်ရတယ် ဒါဆင်းပြီးတယ်ဆိုရင်ကြိုက်တယ်ဆိုရင်တော့သုံးကြပေါ့ဗျာကျွန်တော်ထိတ်စီလိုင်းရကျွန်တော်ထိတ်စီရှစ်ရှစ်ထိတ်စီလေးပြထားတာလည်းရှိပါတယ်ကျွန်တော်အားလည်းရှစ်ထိတ်စီနဲ့ဒါရှစ်ပရိတ်ဖမ်းရင်လည်းဖမ်းပေါ့မဖမ်းရင်ဘူးဆိုရင်လည်းဒါဒီတိုင်းတုံးခွင်ရှစ်သွေးတဲ့ဒီတကွဲရတာလေးထိုးရင်လည်းထိုးပေါ့ကျွန်တော်ထိတ်စီလိုင်းလေးတစ်ခုရှိပါတယ်ထိတ်စီလိုင်းလေးကဒီမှာဒီမှာ၈၀၀ 800ရေ953ရေ1100ရေ3သုံးညာ8သုံးညာ63ရေဆိုတော့ဒီရဲ့800မှာဒီမှာခါးတုံညာခါးတုံညာဒီမှာ sorry sorry မှာ800ဆိုတော့ဒီမှာဒီကခါးကခုနကျွန်တော်ပြခဲ့တဲ့ break မှာ break line ကအပိတ်ကိုချပေးတဲ့ဒီ site မှာပဲ ဒီဟာရှစ်ရာဆိုတဲ့ငါဒီမှာခါရှစ်ကခါတုံညာဒီမှာတွေ့ထိတ်စီးနေနေဒီမှာပြန်ချပြီဒီမှာတုံညာထိတ်စီးနေပြန်ချပြီနောက်တပင်ကြာမှာပဲဒီမှာရှင်ငါတုံးဆိုပြီးလို့ရှိတယ်ရှင်ငါတုံးကခါခါငါခါငါတွေ့အောင်ကဒီမှာကျွန်တော်တပင်ကြာမှာပဲဒီမှာခါထိတ်ဆိုပြီးပြန်ချပြီခါထိတ်ဆိုပြန်ချပြီဓာတုရက်ကတတိယကကဒီမှာနှစ်နှစ်ခွန်နှစ်နှစ်ခွန်ဆိုတော့ဒီမှာနှစ်ခါကကျွန်တော်တို့ခုနကဒီမှာတပင်ကြာမှာပဲဒီမှာ ဒီမှာနှစ်ထိတ်အနေနဲ့ပြန်ချပေးတယ်တတိယမြောက်ကဒီမှာတုံးတုံညာရှေ့ဆိုတော့ဒီမှာတုံညာခါးကတုံညာခါးကဒီမှာတုံညာထိတ်မှာတုံညာကိုခွန်ဆိုပြီးတော့ဒီမှာတုံညာထိတ်အနေနဲ့ပြန်ချပေးတယ်ဒီမှာတုံညာ6တုံးဆိုတော့ဒီမှာ6ခါးကဒီထွက်မဲ့အပင်မှာ6ထိတ်အနေနဲ့ပြန်ချပေးမလားပေါ့6ထိတ်အနေနဲ့ပြန်ချပေးရင်တော့ပြိဖန်းရင်648ပေါ့ ချောက်လေးရှိဆိုပြီးတော့ဒဲတက်ွက်ရတယ်ဗျဒါကတော့ဒီကြီးမင်းတို့ brake line ကြိုက်ရင်တော့ brake line လေးနဲ့ညှိထိုးရင်ထိုးပေါ့ brake line မကြိုက်ဘူးဘယ်နဲ့ကျန်တဲ့ကျန်တဲ့ပုံစံนี่ပဲကျွန်တော်ပြတာတစ်ခုချင်းတစ်ခုချင်းပြတာဆိုတော့တစ်ခုချင်းကြိုက်တယ်ဆိုရင်လည်းတစ်ခုချင်းသုံးကြပေါ့ဗျာဒီ brake line ကအပိတ်ချပေးတယ် brake line အပိတ်ချပေးတယ် brake line အပိတ်ချပေးတယ်ဒီ brake line အပိတ်ချပေးတယ်ခုနလိုပဲခါကထိတ်စီးနေနဲ့ခြာပေးတယ်ရှေ့ကရှင်ကားတုံးဆိုတော့ငါးက ငါးထိတ်နေပြန်ချပြီးတယ်မနစ်နစ်ခွန်ဆိုနှစ်ကားကမနစ်ထိတ်နေလည်းပြန်ချပြီးတယ်ဒီမှာတုံတုံညာရှိဆိုတော့တုံညာထိတ်ကားဒီမှာတုံညာထိတ်နေပြန်ချပြီးမယ်ဒီမှာတုံညာ6တုံဆိုတော့6ထိတ်6ကားကဒီမှာ6ထိတ်နေလည်းပြန်ချမလားဒီလိုသွက်ပြီးတော့ဒီလိုကြီးမဆွေလဲရတယ်ပေါ့ဒါတော့မိတ်ဆွေတို့ညာရှိလောက်ကွန့်ပြီးတော့သုံးပြီးတော့သုံးပြီးတော့ရပါတယ်ဒီလိုမှမဟုတ်ဘူးကျွန်တော်ခုနပြခဲ့လို့ပဲနောက်ပြီးတုံလုံးပေါင်းခြင်းတစ်ဖြစ်တာနောက်ပြီးတုံလုံးတစ်ဖြစ်ခြင်းကြောင့်ထိတ်တီတုံလုံးပေါင်းခြင်းလည်းတစ်ဖြစ်မယ်ဆိုရင်ကြောင့်ဒီမှာ ဗိတ်ဒုံလုံးပေါင်းညံ58ဆိုတော့ဒီမှာပေါင်းညံတစ်ဖြစ်နေတယ်တစ်ဖြစ်နေတော့ဒီမှာထိပ်စီဒုံလုံးပေါင်းညံဒုံညာ8 3ဆိုတော့ဒီမှာထိပ်စီဒုံလုံးပေါင်းညံလေး8ဖြစ်နေတယ်ဟောဒီလူဒီပုံစံအတိုင်းလေးပဲသုံးမလားကျွန်တော်ဒါလည်းပြင်ရှိပါပဲဒီမှာနောက်ဗိတ်ဒုံလုံးပေါင်းခြင်းနောက်ဗိတ်ဒုံလုံးပေါင်းခြင်းကရှေးထိထိပ်စီဒုံလုံးပေါင်းခြင်းနဲ့ညီတဲ့ဟာလေဒါဒါလည်းပြင်ရှိဖို့ပြင်ရှိပုံစံမျိုးလေးဆိုတော့ကြည့်ရင်တော့သုံးကြပါဗျာကျွန်တော်တော့ ပြရတာညာဂုံပြပေးမှာပေါ့မိတ်ဆွေတို့ညာရှိတဲ့လောက်ကိုွန့်ပြီးတော့တုံးကြပေါ့ညာညာရှိတဲ့လူကတော့ပေါက်သီးရတာမှာပဲဒီတိုင်းပြီးပြီးတော့ပြရတာညာဟောလို့တည်းဆိုရင်တော့လေပေါက်သီးရလွယ်လွယ်ရမှာမဟုတ်ဘူးပေါ့ကံကောင်းရင်တော့ရနိုင်တာပေါ့ကိုပိုင်ညာနဲ့ရှိတဲ့လူကတော့ညာတော့ညာပေါက်သီးရကြတာများပါတယ်ကျွန်တော်တော့ဒါရလို့ရတာညာအကုန်ပြပေးမှာပဲအာမိတ်ဆွေတို့အနေနဲ့ညာရှိတဲ့လောက်ညာလေးကိုွန့်ပြီးတော့အသုံးပြုပြီးတော့ အဆင်ပြေလို့အသုံးပြုကြပါပုံသီးဖြစ်ကြပါသေးတယ်ကျွန်တော်ကတော့ဒီမှာဒါရှစ်ပရိတ်နဲ့ရှစ်ပရိတ်နဲ့ရှစ်ပရိတ်ရှစ်ပိတ်ဒါဒုံးခွန်ရှစ်တဲတခွက်ရတယ်ပေါ့တဲတခွက်ကျွန်တော်တို့ဆင်ပြေတယ်ဆိုရင်တော့ကြိုက်တယ်ဆိုရင်တော့အသုံးပြုကြပါဗျာမကြိုက်ဘူးဆိုရင်တော့လေဒါပယ်လို့ရပါတယ်โอเคကျေးဇူးပါဗျာပေါတိဖြစ်ကြပါသည်ကောင်းကြပါသည်ဗျာ